ုပ်လင်းဟုတ်အနေနဲ့ဝမ်းချက်မြင်ရှင်မှာလက်ကျန်၃ဘွဲလောက်ထိုးပြီးရင်တော့အနားယူနိုင်ချေရှိပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယံမြန်မာအနေပြီးတော့ပြန်လဲချုပ်သွလိုက်ပါကျွန်တော်တို့ဒါဟိုတနေ့ရောကလောက်သွားတဲ့ UK match day ကအင်တာဗျူးမှာဆိုလို့ရှိရင်စိုးလင်းဦးအနေနဲ့သူ့ရဲ့ဒီ Lee Harrison နဲ့ပွဲအတွက်ပြင်ဆင်မှုအနေထားတွေပြီးတော့ဒီ၃ပွဲလက်ကျန်ရှိနေတဲ့စာချုပ်တွေပွဲတွေကိုထိုးပြီးသွားလို့ရှိရင်သူ့အနေနဲ့ဝမ်းချက်မြင်ရှင်ကနေပြီးတော့ထပ်ပြီးကမ်းလှမ်းလာခဲ့တယ်ဆိုရင်တော့မှပဲ ထပ်ထိုးဖို့တိတ်ပြီးတော့မသေးကြတော့ဘူးဆိုပြီးပြောလာတာဖြစ်ပါတယ်။ဆိုရင်းနဲ့နေရန်ဟန်ရီဆန်တို့ဖွဲ့ကတော့လက်ရှိ1173ပြိုင်ပွဲကဒါဂျပန်မှာလုံးမယ်ဆိုပြီးတော့ညင်ညာထားတာရှိရဲ့။ဒီထွက်ကြောင့်မလို့ fight ကတည်းကအကုန်လုံးကပုံမှန်တိုင်းပဲဆက်ပြီးတော့ကျင်းပသွားမယ်ဆိုလို့ရှိရင်ဆိုလင်းဦးနဲ့ဒီဟန်ရီဆန်တို့ဖွဲ့ကဂျပန်မြေမှာပွဲဖြစ်လာမှာဖြစ်ပါတယ်။ဆိုရင်အနေနဲ့ကတော့ဒီပွဲအတွက်တော်တော်လေးကိုပြင်ဆင်မှုတွေလုပ်နေအောင်တွေးရပါတယ်။သူ့အနေနဲ့စာချုပ်ရပြီးနောက်ပိုင်း ုံးဝဲဆက်ရှုံးနေခဲ့တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ဂုံသိက္ခာပိုင်းကြလည်းတော်တော်လေးကြာဆင်းလာတဲ့အနေအထားမျိုးမှရှိရယ်ဒီအတွက်ကြောင့်မလို့သူငယ်စဉ်ကသူ့ကိုလေ့ကျင့်ခဲ့မှုတဲ့နိဗ္ဗာန်ဟောင်းတွေကိုပြန်ခေါ်ပြီးတော့သူ့ရဲ့ training တွေကိုလုံးဝပြင်းပြင်းထန်ထန်လုပ်ဆောင်နေတာဖြစ်ပါဒါ UK Ministry က interview တွေမှာဆိုလို့ရှိရင်လည်းဆိုလင်းဦးရဲ့တရှိနိဗ္ဗာန်နှစ်ယောက်လုံးကသူတို့အနေနဲ့နိုင်မယ်လို့ယုံကြည်ရဲ့အကြောင်းတွေပြောထားတဲ့ interview တွေလည်းရှိပါဆိုလင်းဦးအနေနဲ့ကတော့ရင်အားထက်ပို့ပြီးတော့ training ပိုင်းတွေကိုတော့တော်တော်လေးလုပ်နေအောင်တွေ့ရတယ် ်ပြီးတော့ဒီနေဟရီဆင်နဲ့ဘွဲကတော့သူ့တက်ကတော်တော်လေးအရေးကြီးတဲ့ဘွဲဖြစ်တဲ့တော့ကြောင့်မလို့မဖြစ်မနေအနိုင်ရဖို့ပြင်ဆင်ထားတဲ့အနေအထားမျိုးလေးရောတွေ့ရပြီးတော့ဆိုလင်းဝင်နေနဲ့နောက်ထပ်ပြောသွားတာကအဓိကအဖြစ်သူ့အနေနဲ့ဒီသုံးဘွဲလုံးရှုံးသွားတယ်ဆိုလို့ရှိရင်တော့မောင်ချင်မင်းရှိကလည်းသူ့ကိုစားကြုံထပ်ပေးတော့မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပြင်ဆင်မှုအသစ်တွေပြုလုပ်ပြီးလို့တိုင်ပွဲကြီးပြန်ပြီးရယူနိုင်ခဲ့လေဆိုရင်တော့မှဝမ်ချင်မင်းရှိကသူ့ကိုထပ်ပြီးရစာချုပ်တွေပါလေ ကန်းလန်းလာခဲ့ရဆိုရင်တော့မှသူ့အနေနဲ့နည်းနည်းလေးဆက်ပြီးတော့ထိုးတက်ဖို့အတွက်ပြန်ပြီးစဉ်းစားသွားမယ်အနေထားရောက်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့သူ့အနေနဲ့မြမလက်ဝဲမှာထိုးတက်နေရအရန်ကိုကြာပြီအသက်ကလေးက35နှစ်ပတ်ချာလေးရောက်လာတော့မယ်35နှစ်ဆိုတာက professional ကစားသမားတရားအတွက်ကအရန်တော့မကြီးသေးဘူးဆိုပေမဲ့ဆိုးလင်းလို့ကြတော့ဟိုးငယ်ငယ်လေးတည်းကထိုးတက်လာဗျာထိုးတက်လာကြောင့်နေ့20 30တာကြီးကိုထောက်လျှောက်လှုပ်လာတဲ့အချိန်မှာသူတို့စိတ်ထဲမှာ motivation နေအရင်ကြီးမရှိတော့တာမျိုးလည်းဖြစ်နိုင်တယ် ပြောလက်ရှိချိန်မှာဆိုလင်းဝါတာကြော်ညာလက်ခံပြီးတော့ရိုက်တဲ့ဘိုင်းဒီမှာလေအင်းလိုက်အားလိုက်လှုပ်ဆောင်နေတယ်ပြီးတော့သူ့ရဲ့ဒိုယိုရဲ့လက်ဝဲကလပ်မှာဆိုရင်လည်းလက်ရှိဆိုလို့ရှိရင်ဒါဆောင်းမင်းမင်းဆိုလို့ရှိရင် KO နဲ့နိုင်ပွဲကျသွားပြီပေါ့နော်နောက်ထပ်နှစ်ယောက်သုံးယောက်နဲ့ထပ်ပြီးတော့ဝမ်ချမင်းချင်းမှာထိုးသက်ဖို့ရှိသေးရဲ့လို့ပြောလာပါဒီတို့ကြောင့်မလို့ဆိုလင်းဝါကတော့ဒီသူ့ရဲ့တပည့်ရီအတွက်ပို့ပြီးတော့အချိန်ပေးခြင်းနဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်ဒိုယိုရဲ့လက်ဝဲကလပ်မှာကလက်ရှိလူဝင်ရလည်းတော်တော်လေးများပါဒီတို့ကြောင့်မလို့ ဆိုလို့အနေနဲ့သူရဲ့ training ကိုဒီဘက်က management ဘက်ကလုပ်ရတယ်ဆိုလို့ရှိရင်အပြည့်အဝ training ရဖို့ကအရင်မလွယ်ဘူးပေါ့နော်ဒါဒီတစ်နှစ်အတွင်းမှာပဲဒါဒိုရကလပ်ကနေပြီးတော့နောက်ထပ်2ရက်3ရက်လောက်ဒီ one championship မှာထိုးလာနိုင်ခြင်းရှိရယ်ဒီလိုမျိုးထိုးလာရဆိုလို့ရှိရင်ဆိုလင်းဦးအနေနဲ့ဒါအဲကလပ်ပိုင်ရှင်နေရတယောက်အနေနဲ့ခါကြတော့ဒေချာပေါက်ဒီမှာ commitment တိုင်းတာတစ်ခုဒီပေးရတော့ဒီတော့ကြောင့်မလို့ဒီစာချုပ်သုံးပွဲပြီးရင်တော့သူ့အနေနဲ့ဆက်ထိုးမထိုးကပြန်ပြီးတော့စဉ်းစားရမယ့်အနေထားပေါ့နော် ဒါပေမဲ့လောလောဆယ်အနေထားမှာတော့ဒီလက်ကျန်သုံးပွဲကိုသူ့အနေနဲ့အကောင်းဆုံးကစားမယ်ပြီးတော့နိုင်ပွဲရအောင်ကြိုးစားသွားမယ်ဆိုပြီးတော့ဒါသတိချင်ချာကိုအင်တာဗျူးမှာပြောထားတာရှိပါ training ပိုင်းနေမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ငွေစရာတွေကပြန်ပြီးတော့မောင်းထားတဲ့အနေထားမလို့အရန်တက်ဆိုင်ပို့ပြီးတော့ပင်ပန်းနေပို့ပြီးတော့ယုံထားတဲ့အတွက်ကြောင့်မလို့ဒါပွဲထဲမှာဆိုရင်ဒီစနစ်ပိုင်းရောပြီးလို့ရှိရင်ယုံဝပိုင်းရအောင်ပို့ပြီးတော့ကောင်းမွန်တဲ့လက်စွပ်နေပြသနိုင်မယ်လို့ယုံကြည်တဲ့ကြောင့်လည်းပြောထားပါသေးတယ်ကျွန်တော်ထင်တော့ဆိုလင်းဦးလိုပွဲက ဒီ August လာလောက်မှာပဲဖြစ်နိုင်မယ်လို့တော့ကျွန်တော်စိတ်မြင်နေပါတော့။နောက်နှစ်ဒါ2026လောက်ထိတော့စောင့်စီအောင်ရင်တော့မရှိပါဘူး။ကျွန်တော်ကတော့ဆုံးလုံးအနေနဲ့ဒီစာချုပ်လက်ကျန်၃ဘွဲ့မှာအနိုင်ရခဲ့ရဆိုလို့ရှိရင်တော့မှနောက်ပွဲဆက်ထိုးစီခြင်းလားဆိုတော့ပြိဿတ်တရားတော့ထိုးစီခြင်းနဲ့များကျွန်တော်ကလည်းဆိုနေဦးဒါနိုင်ရပြီလက်ရည်တက်လာပြီဆိုရင်ထိုးစီခြင်းနဲ့ဒါပေမဲ့ကစားသမားတွေမှာ motivation ဘယ်လောက်ထိကြံသေးလဲဆိုတာကအရေးကြီးပါ ဘလို့ဆိုတော့ဒီလိုမျိုးနေပင်တစ်ခုမှာနှစ်နေကြရင်နေလာတဲ့ကစားသမားတစ်ယောက်ကကြာလို့ရှင်များဒီ training တွေကိုဖြည်းဖြည်းချင်းညီငွေလာတာရှိမယ်။အေးချင်ကြလို့ရှင်အရင်လောက်လက်ဆွဲမပြနိုင်တော့အမျိုးကြီးရှိနိုင်မယ်။ဆိုလင်းဦးတို့ကြတော့မာကုံဒီရုံအားပိုင်းတွေကိုအရင်ကြီးဖိတုံးတဲ့ကစားဟန်မျိုးဒါထိုးတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ training မှာအယုံစူးစိုက်မှုအရင်လောက်မရှိတော့ဘူးဆိုရင်တေချာပေါ့လက်ရည်ကြတာတွေကတည်တာလား အတွေးမလျှောက်ဆိုတော့မှပြောဘူးပဲပေါ့နော်ဒီလောကကနေဘာလို့အနားယူသွားလဲဆိုတော့သူ့အနေနဲ့ဒီ training တွေကိုလုံးဝမလုပ်ချင်တော့လို့ဆိုပြီးတော့ဖြေသွားရှိဆုံးလုံးလည်းဒီလိုမျိုးအခြေအနေတခုကိုဖြည်းဖြည်းချင်းတော့စရောက်လာပြီလို့တော့မြင်တယ်ပေါ့နော်သူ့အနေနဲ့ training တွေလုပ်ရတာနည်းနည်းလေးညှိငွေ့လာတယ်ပြီးတော့ဒီတော်ရွေးလဝိတ်ကလကလည်းပို့ပြီးတော့အဆင်ပြေလာတဲ့အချိန်မှာသူ့အနေနဲ့တခြားလုပ်ကြရည်လည်းများလာတဲ့အနေအထားမျိုးလေးတော့တွေ့ရပါလိုပဲနေနေလက်ကျန်သုံးဘွဲ့မှာတော့ဆိုလင်းဝအနေနဲ့ပြန်ပြီးတော့အနိုင်ယူလိုက်နိုင်နေဆိုလို့ရှိရင် one championship မှာသူ့အနေနဲ့ ဆက်မထိုးတော့ဘူးဆိုရင်တော့မှအဆုံးသက်ကတော့တော်တော်လေးလှပတော့မှာဖြစ်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါဆုံးလေးဦးအနေနဲ့ one championship မှာဆက်ထိုးဖြစ်မလားဆက်မထိုးဖြစ်ဘူးလားမသိကြတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဓိကပြပြပေးသွားတာဖြစ်ပါအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကျေးဇူးတင်ပါ